ါပါရှင်အောက်တိုဘာလ23ရက်ဗုဒ္ဓဖူးနေ့ VOA TV သတင်းလွှာအစီအစဉ်စတင်ပါပြီ VOA မြန်မာ TV သတင်းလွှာပေါင်းဝင် VOA အာရှရုပ်မြင်သံကြားအစီအစဉ်တွေကိုအစ်ရှာ73ဂျူလူကနေပြီးတော့နေ့စဉ်24နိုင်ပတ်လုံးထုတ်လွှင့်ပြီးနေပါတယ်နေ့စဉ်မနေ့9နိုင်တိုင်းမှာမြန်မာပိုင်းအစီအစဉ်တစ်ခုတင်ဆက်ပြီးပြီးတော့နောက်တစ်နေ့မနေ့အစီအစဉ်တစ်မပြောင်းခင်အချိန်ချင်းထပ်မံထုတ်လွှင့်ပြီးနေပါတယ် ဗီယိုရဲ့နိုင်ငံတကာသတင်းတွေဒေတာရဲ့နိုင်ငံတွေရဲ့ဗီယိုရဲ့အစီအစဉ်တွေဟောလိဝုဒ်ပါအဝင်ဂီတနုပညာဖျော်ဖြေအစီအစဉ်နဲ့အင်္ဂလိပ်စာသင်ခန်းစာအစီအစဉ်ကိုလည်းကြည့်ရှုနိုင်ပါတယ်ရှင်ဒီနေ့အစီအစဉ်မှာတော့ဥရောပနိုင်ငံတွေကိုခီးထွက်နေတဲ့ဒေါန်ဆန်ဆူချီဟာမနေ့တုန်းကဒီဆာကရော့လူကွေးစုကိုလက်ခံရယူတဲ့သတင်းနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပြောဆိုချက်တွေနောက်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့ NLD ရဲ့လူမှုကြားနာမှုအခြေအနေနဲ့အတူပဲကုလသ ကလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာမြန်မာနိုင်ငံဆိုင်ရာဌာနကိုယ်စားလှယ်အရှုပ်နေကန်နဲ့ VOA မေးမြန်းခန်းအမေရိကန်နိုင်ငံရေးသမ္မတဩဘားမားရဲ့စံမာရေးစောင့်ရှောက်မှုပြုပြင်ပြောင်းလဲရေးဥပဒေအကောင့်ထယ်ဖို့နေဆိုတဲ့အခြေအနေတွေကိုရှုစားကြရမှာပါရှင်။ မနိုင်ငံမှာစစ်မှန်တဲ့ဒီမိုကရေစီစနစ်ပေါ်ထွန်းဖို့အတွက်လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကိုမဖြစ်မနေပြင်ဆင်မှုလိုတဲ့အကြောင်းအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါန်ဆန်းစုကြည်ကပြည်ထောင်ငံမှာမနေ့ကကျင်းပတဲ့ Sakharov လူခွင့်ရေးစုကိုလက်ခံတဲ့အခမ်းအနားအတွင်းမှာပြောကြားသွားပါတယ်။ဒေါန်ဆန်းစုကြည်ဟာ1990ခုနှစ်တုန်းကချီးမြှင့်ခံခဲ့ရတဲ့ဥရောပပါလီမန်ရဲ့ Sakharov စုကိုပြည်ထောင်ငံ Strasbourg မှာမနေ့ကလက်ခံရယူလာပါလူခွင့်ရင်းနဲ့လွတ်လပ်စွာတွေးခေါ်မှုတွေအတွက်ဆိုဗီယက်သိပ္ပံပညာရှင်အတိုက်ခံလှရှားသူအန်ဒရိုင်းဆာခရော့ဖ်ကိုဂုဏ်ပြုပြီးတော့ 1988ခုနှစ်ကစပြီးတော့ဒီလွတ်လပ်စွာတွေးခေါ်မှုဆိုင်ရာစုဖြစ်နေဥရောပသမဂ္ဂကဒီစုကိုနှစ်ဆင်ချီးမြှင့်ခဲ့တာပါဒေါ်ဆန်းစုကြည်ဟာတရင်းလာနေတော့ကဥရောပသမဂ္ဂ EU ရဲ့နိုင်ငံကြီးဝန်ကြီးတွေနဲ့တွေ့ဆုံပြီးမြို့အရေးကိုလည်းဆွေးနွေးခဲ့ပါတယ်။လူဇင်ဘတ်နိုင်ငံမှာကျင်းပနေတဲ့နိုင်ငံကြီးရာအစည်းအဝေးအတွက်မှာတော့မြန်မာနိုင်ငံကအသွင်ကူးပြောင်းရေးလုပ်ငန်းမှာအဓိကအခက်အခဲဖြစ်တဲ့အခြေခံဥပဒေပြင်ဆင်ဖို့လိုအပ်နေတဲ့အကြောင်းကိုဒေါ်ဆန်းစုကြည်ကအလေးနဲ့ပြောဆိုသွားပါတယ်။ဥရောပ၅နိုင်ငံခီးစဉ်အတွက်မှာဒေါ်ဆန်းစုကြည်ဟာ ပြင်သစ်နိုင်ငံကနေပြီးတော့ဗြိတိန်နိုင်ငံကိုခီးဆက်มาဖြစ်ပါတယ်ဗြိတိန်ခီးစဉ်အတွက်မှာတော့မြောက်ပိုင်းအိုင်ယာလန်ကိုသွားပြီးတော့ငင်းညာရေးနဲ့ဒီပြန်လည်တစ်မြိုင်ရေလုပ်ငန်းစဉ်တွေကိုလေ့လာသွားမှာဖြစ်တယ်လို့ပဲဆန်ဟတ်စတိုဝင်စစ်တပ်ကတို့ကိုလည်းသွားပြီးတော့အဲဒီကဘူလောင်းတွေကိုမေကွန်ပြောဆိုဖို့ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံကနေပြီးတော့ထိုင်းနိုင်ငံကိုလေချောင်းနဲ့ရောက်လာတဲ့ခရီးသည်တွေအတွက်ပြည်ဝင်ခွင့်ဗီဇာမလိုပဲ၁၄ရက်တည်းခိုခွင့်ပေးဖို့အဆိုပြုချက်အကြံကိုထိုင်းနိုင်ငံအစိုးရဝန်ကြီးအဖွဲ့ကမနေ့တုန်းကအတည်ပြုလိုက်ပါတယ်။ထိုင်းနိုင်ငံအတွင်းသတ်မှတ်ထားတဲ့သူဝနာဘူမိဒွန်မွန်၊ချင်းမိုင်၊ချင်းရိုင်းဖုခက်စတဲ့လေစိတ်တွေအပါအဝင် လေစိတ်၂၃ခုကိုရောက်လာမဲ့မြန်မာနိုင်ငံသားခရီးသွားတွေကိုပြည်ဝင်ခွင့်ဗီဇာမလိုပဲနဲ့လာရောက်ခွင့်ပြုမှာဖြစ်ပါတယ်။ နေကြားကနေပြီးတော့ကုန်းလန်းကနေဖြတ်ပြီးတော့ဝင်လာမဲ့သူတွေကတော့ပြည်ဝင်ခွင့်ဗီဇာရယူရမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံသားရေးဝင်ကြီးဌာနကအဆိုပြုထားတဲ့ဒီအဆိုပြုချက်ကိုလာမဲ့ဒီဇင်ဘာလထိုင်းနိုင်ငံဝင်ကြီးချုပ်ယင်းဂလရှင်နာထဝါမြန်မာနိုင်ငံကိုသွားတဲ့အခါမှာနှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးနိုင်မယ်လို့မျှော်လင့်တဲ့အကြောင်းလဲထိုင်းဆိုရပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။နှစ်နိုင်ငံအကြားသဘောတူညီချက်တရားဝင်လက်မှတ်ရေးထိုးပြီးတာနဲ့မြန်မာနိုင်ငံသားတွေပြည်ဝင်ခွင့်မလိုဘဲနဲ့လာရောက်နိုင်တဲ့ဒီအစီအစဉ်ဆက်ပြီးတော့အကျုံးဝင်မှာဖြစ်ပါတယ်။ ဝင်းကြီးချုပ်ရင်းလက်ရှင်နာဝထရာဟာလာမယ့်ဒီဇင်ဘာလ17ရက်နဲ့12ရက်နေ့မှာမြန်မာနိုင်ငံမှာကျင်းပမယ့်အရှိတောင်အရှအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကိုတက်ရောက်ဖို့အစီအစဉ်ထားပါတယ်ရှင်။ကျောင်းနိုင်ငံအရှိမြောက်ပိုင်းကဟာဘင်မြို့မှာမနေ့ကတတိယနေ့ဖြစ်တဲ့မိဂိုမြူတွေထူထပ်ကြနေတာမို့လို့လင်းခီးစင်တွေအများကြီးဖျက်သိမ်းခဲ့ရပြီးတော့ချို့ဝေးပြေးကားလမ်းမကြီးတွေလည်းပိတ်ထားရပါတယ် လူဦးရေဆယ်တန်းရှိတဲ့ဒီမြို့လေးမှာတနင်္လာနေ့နဲ့ဆာလို့ရှင်အခြေအနေကနည်းနည်းပိုကောင်းလာတယ်ဆိုပေမဲ့လေလုညဉ့်ညမ်းမှုအစဉ်က WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကသတ်မှတ်ထားတာနဲ့ရှင်းလို့ရှင်15ဆပိုများနေစေရှိပါတယ်။ကျောင်းတွေရုံးတွေအများကြီးပိတ်ထားခဲ့ရတဲ့အပြင်မြို့ရဲ့အဝေးပြေးလမ်းတွေအကုန်လုံးပိတ်ပစ်ထားရတယ်လို့ပြည်내သတင်းတွေမှာတော့ဖော်ပြထားပါတယ်။ဆောင်းရသည်ဝင်လာလို့တမြို့လုံးရဲ့အပူပိစနစ်ဆပြီးတော့ဖွင့်လိုက်ရတဲ့နေ့မှာဒီလိုမျိုးဖြစ်သွားတာလို့အစိုးရပိုင်ရှင်းဝါသတင်းဌာနကတော့ပြောပါတယ်။ တရုတ်နိုင်ငံမှာဖွံ့ဖြိုးမှုတဟုန်တိုးမြင့်မားလာတာနဲ့နိုင်ငံအနှံ့အပြားကြောင်မှုသွေးသုံးဆွဲမှုပမာဏတိတ်များလာကြောင်းလူလူညဉ့်ညမ်းလာတာနဲ့ပတ်သက်ပြီးတော့နိုင်ငံခေါင်းဆောင်တွေအရေးတကြီးနဲ့ဖြစ်ရှင်းဖို့ဂရုယူပြီးပြောဆိုလာကြပါပြီဒီပောင်းညဉ့်ညမ်းမှုအန္တရာယ်ကိုဖြစ်ရှင်းပေးမယ်လို့အစိုးရဘက်ကဂရုပြုခဲ့တာဒီကာလအတော်ကြာပြီဖြစ်ပေမဲ့အခုထိတိတ်ပြီးတော့ထူးခြားခြားတိုးတက်လာတာမတွေ့ရသေးပါဘူးခင်ဗျာ လာအိုနိုင်ငံမှာပြီးခဲ့တဲ့သတင်းပတ်တုန်းကမဲခေါင်မြစ်ထဲပြက်ကျခဲ့တဲ့လေယာဉ်ရဲ့နောက်ဆုံးအချိန်အထိမှတ်တမ်းတင်ထားတဲ့ black box လို့ခေါ်တဲ့ recorder ဘယ်နေရာမှာရှိတယ်ဆိုတာကိုပြင်သစ်ကုမ္ပဏီကကြွမ်းကျင်သူတွေသိရှိသွားပြီဖြစ်တဲ့အကြောင်းလာအိုအာနာပိုင်တွေကပြောပါတယ်။ဒီမှတ်တမ်း recorder ဘယ်နေရာမှာရှိတယ်ဆိုတာကိုဖော်ထုတ်နိုင်ပေမဲ့မဲခေါင်မြစ်ရဲ့ရေစီးကျမ်းတာကြောင့်ရောအောက်ခြေမှာတဲတဲကွဲကွဲမမြင်ရတဲ့အတွက်မနေ့ကအထီးဆယ်ယူနိုင်ခြင်းတော့မရှိခဲ့ပါဘူး။ လာအိုနိုင်ငံရဲ့မြို့တော် BMJM ကနေပြီးတော့နိုင်ငံရဲ့တောင်ပိုင်းပက်စီမြို့ကိုထွက်ခွာလာတဲ့ ATR 72အမျိုးအစားခရီးသည်တွေလေရင်ဟာပြီးခဲ့တဲ့ဗုဒ္ဓဖူးနေ့ကလေရင်ကွင်းကိုစဉ်သက်ခံပြီးမှရာသီဥတုကဆိုးဝါးပြီးတော့လေပြင်းတွေတိုက်ခိုက်နေတဲ့အချိန်မှာပဲမြစ်ထဲကိုထိုးပြီးတော့ကျသွားခဲ့တာပါလေရင်ပေါ်မှာလိုက်ပါသွားခဲ့တဲ့ခရီးသည်49ယောက်ထဲက53ယောက်ရဲ့ရုပ်အလောင်းတွေကိုတော့မြစ်ထဲကနေပြီးတော့ဆယ်ယူနိုင်ခဲ့ပါတယ် လေယာဉ်ပေါ်မှာလိုက်ပါသွားတဲ့သူတွေဟာနိုင်ငံသားသားခီးတဲ့အများစုဖြစ်ပြီးတော့အသက်ရှင်ကြံရစ်သူတယောက်မှမရှိဘူးလို့လာအိုအာနာပိုင်တွေကယုံကြည်ထားကြပါတယ်ရှင်တရင်းလာနေလုံကအမေရိကန်သမ္မတဥဘာမားရဲ့သမ္မတအင်ပြီးတော့ဒင်းသာရှင်လင်းပွဲအတွင်းဒီကျမ်းမာရေးဆောက်ရှောက်မှုအကြောင်းပြောဆိုနေတဲ့အချိန်မှာနောက်ကရက်နေတဲ့မျိုးသမီးတူလဲမလို့ဖြစ်သွားတဲ့အတွက်ခက်တာခဏရက်ခဲ့ရပါတယ် စီးကျိုယောဂရှင်ကိုဝင်ဆောင်မျိုးသမီးဟာတမရဥပါမမေကွန်ပြောနေတဲ့အချိန်မှာနောက်ကနေပြီးတော့ရက်နေတာပါတမရဥပါမရဲ့26မိနစ်ကြာမေကွန်အဆုံးတက်ခန်းဒီမှာဒီနောက်ကရက်နေတဲ့မျိုးသမီးလဲမလို့ဖြစ်သွားတဲ့အတွက်တမရဥပါမကကူဝင်ထင်းနဲ့ကျွန်တော်စကားကြကြပြောလို့ရှိရင်ဒီလိုဖြစ်တတ်ပါတယ်ဆိုလို့ရည်မှုမောပြောဆိုသွားပါတယ်လဲမလို့ဖြစ်သွားတဲ့မျိုးသမီးဟာတမရဥပါမရဲ့ဒီလူတိုင်းအတွက်တနိုင်တစ်ပိုင်းကျမရဲ့ဆောက်ရှောက်မှုဥပဒေအရအာမခံခံစားခွင့်ရရှိထားသူဖြစ်ပါတယ် အခုအဲ့ဒီအမျိုးသမီးရဲ့နာမည်ဟာ Camel Alison ဖြစ်တဲ့အကြောင်းနဲ့အခုကျန်းကျန်းမာမာရှိတဲ့အကြောင်းသမရအိမ်ပြူတော်ကပြောဆိုထုတ်ပြန်ပါတယ်ခင်ဗျာ။ အမေရိကန်ထောင်လိုင်းရေးအဖွဲ့ဟာပြင်သစ်နိုင်ငံသားတန်းပေါင်းများစွာရဲ့တယ်လီဖုန်းဆက်သွယ်မှုတွေကိုစောင့်ပြီးတော့နားထောင်ခဲ့တယ်ဆိုပြီးတော့တလောကပဲသတင်းပေါ်ထွက်လာတာနဲ့ပတ်သက်လို့ဆွေးနွေးဖို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးဂျွန်ကယ်ရီဟာပြင်သစ်နိုင်ငံသားရေးဝန်ကြီးလော်ရက်ဖက်ဒရန့်နဲ့တွေ့ဆုံခဲ့ပါတယ်ဒီလိုမျိုးအမေရိကန်ရဲ့လျှို့ဝှက်ထောက်လှမ်းမှုနဲ့ပတ်သက်ပြီးတော့အင်္ဂါနေ့မှာမနက်စာစာရင်းနဲ့ဆွေးနွေးခဲ့ကြတဲ့စီးပွေးပွဲမှာမစ္စတာဖက်ဒရက်ကမစ္စတာကယ်ရီကိုမေးကြားခဲ့တယ်လို့နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကသတင်းတောက်တွေကိုပြောဆိုသွားပါတယ် ဒီလိုအလုပ်ရမျိုးကလက်ခံနိုင်စရာမရှိဘူးလို့လည်းပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးတော့ပြင်သစ်အစိုးရအကြီးအကျယ်အမျက်ထွက်ရတာကိုဆွေးနွေးဖို့အမေရိကန်သမ္မတဘရက်အိုဘားမားကပြင်သစ်သမ္မတဖရန်ဆွာဟိုလန်ကိုတနင်္လာနေ့တုန်းကဖုန်းခေါ်ခဲ့ပါတယ်။လုံခြုံရေးနဲ့ကိုယ်ရေးကိုယ်တာကိုအလေးထားမှုကြောင့်တေချာချိန်မျှလှုပ်ဆောင်မှုအမေရိကန်အစိုးရအနေနဲ့သူ့ရဲ့ထောက်လှမ်းရေးအချက်အလက်စုဆောင်းပုံကိုပြန်ပြီးတော့သုံးသပ်နေတယ်လို့မစ္စတာအိုဘားမားကပြင်သစ်သမ္မတကိုပြောဆိုသွားပါတယ်။အမေရိကန်ရဲ့လုပ်ရက်တွေနဲ့ပတ်သက်ပြီးတော့ပြင်သစ်သတင်းမီဒီယာတွေမှာဆွဆွဲချက်တချို့ဟာအပြစ်မှန်နဲ့ကွဲလွဲအောင်လုပ်ထားတယ်လို့လည်းအင်ဖြူရော်က တုံ့ပြန်ဖြေရှင်းထားပါတယ်ရှင်ပါကစ္စတန်နိုင်ငံတွင်းအမေရိကန်တပ်ဖွဲ့တွေရဲ့ဝေထိန်ဒုံးလက်နက်နဲ့ပစ်ခတ်မှုတွေပေါ်မှာဆက်ပြီးတော့ဖုံးကွယ်မထားဘူးဗြိတိန်ခြေစိုက်တဲ့ပြည်ပဆိုင်ရာလူခွင့်အဖွဲ့ကြီးကတောင်းဆိုလိုက်ပါတယ်ဒီလူခွင့်အဖွဲ့ကြီးကအမေရိကန်ပြည်သူအနေနဲ့ကြီးမားလို့တဲ့လူခွင့်ချိုးဖောက်မှုတွေကိုကျူးလွန်နေပုံရပြီးတော့ဒါဟာစစ်ရာဇဝတ်မှုကျူးလွန်တဲ့အဆင့်အထိကိုရောက်လာနိုင်တယ်လို့လည်းစင်ကာပူထုတ်ပြန်သတိပေးလိုက်ပါတယ် ပါကစ္စတန်နိုင်ငံမြောက်ပိုင်းဝါဇီရစ်တန်ထန်နီတိုင်းသားဒေသအတွင်းမှာ2012ဇန်နဝါရီလကနေပြီးတော့2013ဩဂတ်စ်လအထိအဝေးဒိန်းဒုံးလက်နက်45စင်းအုံပြူတိုက်ခိုက်ပစ်ခတ်ခဲ့တယ်လို့အပြည်ဆိုင်ရာလူခွင့်ရေးဖွဲ့ရဲ့ဒီအစင်ကစားထဲမှာဖော်ပြပါတယ်။ဒီတိုက်ခိုက်မှုတွေတဲကတခုမှလေကူးထဲမှာဟင်းသီးရွယ်ခူးနေတဲ့အသက်68နှစ်အရွယ်ဖွားဖို့တူထိခိုက်ပျက်ဆုံးခဲ့ရတယ်လို့ဒီအစင်ကစားမှာရေးသားထားပါတယ်။ ီအခြားတိုက်ခိုက်မှုတစ်ခုတည်းမှာလည်းဒီညစာစားဖို့ပြင်နေတဲ့အလုသမား18ဦးဟာအဝေးဒိန်ဒုံးလက်နဲ့တိုက်ခိုက်မှုကြောင့်တေဆုံသွားခဲ့ရတယ်လို့ဒီအစီအကံစာမှာဆက်ပြီးတော့ရေးသားထားပါတယ်ဒီမောင်းသူမဲ့လေရင်နဲ့တိုက်ခိုက်မှုတွေကိုပါကစ္စတန်ခေါင်းဆောင်တွေဘက်ကပြင်းပြင်းထန်ထန်ဆန့်ကျင်လာပြီးမဲ့လက်တွေဘက်မှာတော့အမေရိကန်ဆွေရကိုလှုပ်ဝက်ပြီးတော့ခွင့်ပြုထားတယ်လို့သုံးသပ်ဝေဖန်မှုတွေလည်းရှိနေပါတယ်ခင်ဗျာ။ စီးရီးယားနိုင်ငံအတွက်အချိန်အတော်ကြာနှောင့်နှေးကြန့်ကြာနေတဲ့နိုင်ငံတကာငြိမ်းချမ်းရေးညီလာခံကျင်းပတဲ့အခါတမရဘာရှားအဲအာဆတ်ကိုစန့်ကျင်သူအတိုက်ခံနေပါဝင်တက်ရောက်နိုင်ရေးတွန်းအားပေးဖို့နိုင်ငံပေါင်းဆက်တက်နိုင်ငံကထိတ်တန်းတန်ရရှိတွေကဗြိတိန်နိုင်ငံလန်ဒန်မြို့တော်မှာမနေ့တုန်းကတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။စီးရီးယားပြည်ပခါကြာရှည်လာလေပိုပြီးတော့မှဂိုင်းကွဲမှုတွေကြီးလာလေဖြစ်တယ်လို့စီးရီးယားမိတ်ဆွေနိုင်ငံများအဖွဲ့ရဲ့အခြားအဓိကအဖွဲ့ဝင်တွေနဲ့ဆွေးနွေးမှုမပြုလုပ်ခင်မှာ ဗြိတိသျှနိုင်ငံသားရေးဝန်ကြီး William Hape ကပြောဆိုသွားခဲ့ပါတယ်။အတိုက်ခံဗပောင်းဆောင်ဒီငိမ့်ညာရဲ့ဆွေးနွေးပွဲမှာပါတဲ့တယ်လို့ အင်္ဂလန်ကရေဒီယိုလိုင်းတစ်ခုနဲ့မေးမြန်းခဲ့မှာဝီလျံဟိတ်ကပြောဆိုသွားတာပါအတိုက်ခံဘက်မှာကအဖွဲမျိုးစုံကွဲနေတာကြောင့်ငြိမ်းချမ်းရေးဆွေးနွေးမှုတွေစီစဉ်ဖို့ခက်ခဲနေပြီးတော့ဘသူတွေကဘလို့သဘောတူညီချက်တွေနဲ့တက်ရောက်မလဲဆိုတာကလည်းမေးခွန်းထုတ်စရာဖြစ်နေပါတယ်စီးရီးယားတမရာဘာရှာအယ်အာဆက်ယာရုကနေဆင်းပေးဖို့သဘောမတူဘူးဆိုရင်ဒီအစိုးပြုတ်ထားတဲ့ငြိမ်းချမ်းရေးညီလာခံကိုတပိတ်မှောက်မယ်လို့အတိုက်ခံခေါင်းဆောင်တွေကချိန်ချောက်ထားပါတယ် မစ္စတာအာဆက်ကလည်းသူ့တပ်တန်းကုံဆုံးတဲ့2014အထိဆက်ပြီးတော့ရှိနေမယ်နောက်ထပ်လည်းရွေးကောက်ပွဲဝင်ရင်ဝင်အောင်မယ်ဆိုပြီးပြောဆိုနေပါတယ်ရှင်ဩစတြေးလျနိုင်ငံ New South Wales ပြည်နယ်မှာတော်မီညှိတက်နေတဲ့မိသားစုတွေကဒီလောင်ကျွမ်းနေတဲ့မိကြီးနှစ်ခုကိုတခုတည်းဖြစ်သွားအောင်လို့ပေါင်းစည်းပေးလိုက်ပါတယ် ရာသီဥတုဆိုးရွားလာမှာဖြစ်တဲ့အတွက်နှင်းတက်ရတာအခက်အခဲတွေကြုံနေရတာကြောင့်ပို့ပြီးတော့လွယ်ကူအောင်ခုလိုတော်မီနှစ်ခုကိုပေါင်းစည်းပေးလိုက်တာဖြစ်တဲ့အကြောင်း New South Wales ပြည်နယ်မိသက်ဌာနတာဝန်ရှိသူတွေကပြောပါတယ်ဒီပြီးခဲ့တဲ့သတင်းပတ်ခရဲကနေပြီးတော့ Australia နိုင်ငံလူနေထူထပ်ဆုံးဖြစ်တဲ့ New South Wales ပြည်နယ်မှာဒါဇင်နဲ့ချီတဲ့တော်မီတွေဆက်ပြီးတော့လောင်ကျွမ်းနေတဲ့အတွက်မိသက်သမားတွေမိငိမ့်နိုင်ဖို့နေရောညပါကြိုးစားနေကြတာပါစစ်တီမြို့တော်အနောက်ဖက်တောင်လမ်းပြရီနားမှာအနည်းငယ်အကြီးဆုံးတော်မီတွေလောင်ကျွမ်းနေတာဖြစ်ပါတယ် လောင်နေတဲ့တော်မီပေါင်း60လောက်ရှိပြီးတော့6တွေ့တဲ့ရာသီဥတုနဲ့လေပြင်းတိုက်နေတာကြောင့်အခြေအနေတွေပိုပြီးတော့ဆိုးလာမှာကိုလည်းစိုးရိမ်နေကြပါတယ်။မိုင်မောင်း990ကျော်ပတ်လည်အတွင်းမှာလောင်ကျွမ်းခဲ့တဲ့ဒီတော်မီကြောင့် New South Wales ပြည်နယ်အတွင်းမှာတော့ဒီ NG 200လောက်မီးလောင်ပျက်စီးခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာ။အမေရိကန်ပြည်ထောင်စုရဲ့ Florida ပြည်နယ်ကုန်စုံဆိုင်ကြီးတစ်ခုနားမှာ6ပေလောက်ရှည်တဲ့မီးကြောင်းကြီးတစ်ကောင်ကဒီသတင်းပတ်ထဲရောက်လာခဲ့တဲ့အတွက်ကုန်စုံဆိုင်အလုပ်သမားတွေစိုင်းကိုအချိန်မီပိတ်ခဲ့ရပါတယ်။ မိချောင်းကဆိုင်အဝင်ဝတကားရှိကိုရောက်လာတဲ့အချိန်မှာတကားကအလိုလျောက်ပွင့်တဲ့တကားဖြစ်တဲ့အတွက်ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေခဲ့ပါတယ်။နောက်ပိုင်းမှာဝန်ထမ်းတွေကတကားကိုတော့ခတ်လိုက်တာပါ။ကုံစုံဆိုင်ကြီးရဲ့အပြင်ဘက်မှာအေးအေးလူလူနေနေတဲ့မိချောင်းကိုလူတွေကဝိုင်းပြီးတော့ဓာတ်ပုံတွေရိုက်ဝိုင်းပြီးတော့ကြည်နေကြတဲ့အတွက်အပြင်ကိုထွက်သွားအောင်လို့ဒေသခံရဲတွေကခြောက်ထုတ်ခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့မိချောင်းကဘေးနားကတောအုပ်ထဲကိုဝင်သွားပြီးတော့ရှာလို့မရတော့တဲ့အကြောင်းရဲတွေကပြောပါတယ်။ ဖလော်ရီဒါပြည်နယ်ဟာမိကျောင်းတွေအများအပြားရှိပြီးတော့မိကျောင်းမွေးမြူရေးခြံတွေလည်းအများအပြားရှိတဲ့နေရာဖြစ်ပါတယ်ရှင်။ကုဆလပ်ပြောစဉ်ဆောင်းမလေးကိုတင်ဆက်ပေးပါမယ်။ NLD အမျိုးသားဒီမိုစီဖွဲ့ချုပ်ကဒီဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာကော်မတီဖွဲ့ပြီးတော့လူလူအတန်နားထောင်တဲ့အစီအစဉ်တရက်ကိုလုပ်နေပါရယ်။ လောလောဆယ်ရရှိထားတဲ့အချက်လက်တွေအရဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲရေးထက်ပြင်ဆင်ရေးကိုအများစုကလိုလားတာကိုတွေ့ရတယ်လို့ပါတီဘိုလုံမှုဆောင်ဖွဲ့ဝင်တူဖြစ်တဲ့ဥညာဝင်းက VOE နဲ့တည်ထောင်ပြုလုပ်တဲ့တွေ့ဆုံမေးမြန်းခန်းအတွက်မှာပြောပါတယ်။ NLD ပါတီကတနင်္ဂနွေအတိုင်းတာနဲ့သဘောဆန္ဒကောက်ယူမှုတွေလှုပ်ဆောင်နေတာမှာပြည်내တိုင်းဒေသကြီး၃ခုမှာပြည်စည်းသွားပြီးဖြစ်ပြီးတော့ကြံပြည်내တိုင်းဒေသတွေမှာလည်းတဝက်လောက်ပြည်စည်းနေပြီလို့ဆိုပါတယ်။အပြည့်အစုံကိုတော့ဥညာဝင်းကိုတွားရောက်မေးမြန်းထားတဲ့ကုသဝင်လန်ကတင်ပြပြီးပါလိမ့်မယ်။ မြန်မာနိုင်ငံမှာလက်ရှိကျင့်သုံးနေတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်မလားအသစ်ပြန်ရေးဆွဲမလားဆိုတဲ့အမြင်သဘောထားတွေနိုင်ငံရေးပါတီတွေနဲ့လူထုအကြားအမျိုးမျိုးထွက်ပေါ်နေတာကြောင့် NLD ပါတီနဲ့တိုင်းရင်းသားပါတီအစည်းအဝေးတို့တွေ့ဆုံပြီးဒီကိစ္စကိုဘယ်လိုကင်တွယ်ဖြေရှင်းကြမလဲဆိုတာကိုဆွေးနွေးညှိနှိုင်းခဲ့ကြတာမှာနောက်ဆုံးတော့လူထုရဲ့အတန်းလူထုဆန္ဒကိုကောက်ယူသင့်တယ်လို့ဆုံးဖြတ်ပြီး NLD ပါတီကသဘောတော့ကောက်ခံမှုတွေကိုတနင်္ဂနွေလုံးအတိုင်းအတာနဲ့လှုပ်ဆောင်နေတာပါလောလောဆယ်ဆန္ဒကောက်ခံပြီးသမျှထဲမှာတော့ အများစုက2008အခြေခံဥပဒေပြင်ဆင်ရေးကိုလိုလားကြတာကိုတွေ့ရတယ်လို့ NLD ပါတီဘိုလ်အလုံးမှုဆောင်အဖွဲ့ဝင်ဥညာဝင်းကပြောပါတယ်။မန္တလေးမြို့ကြီးနဲ့ကင်းဒီနက်စ်လေးခေအလုံးဆောင်ကျန်တဲ့နေရာတွေမှာလည်းသူတို့တက်တဲ့စတိုင်းဆိုရင်တုံးခံပြီးကျွန်တော်များကျွန်တော်တို့ကိုယ်ပဲဆောင်နေဟုတ်ကဲ့အခုရရှိသလားပေါ့နော်ပြီးသွားသလားကျွန်တော်တို့ပြီးသွားတဲ့ပြည်နယ်နဲ့တိုင်းဒေသကြီးတုံးဖို့ပေါ့နော် အဲ့ဒီမှာဆိုလို့ရှိရင်ဘုရားရဲ့ဆန္ဒပေါ်တာဘယ်လိုများရှိပါလဲအဲ့ဒီမှာတော့ဆန္ဒပေါ်တာတော့ပြည့်စုံစေတယ်ပြည့်စုံရေးကိုအများစုကတော့ပေါ်ချာဟုတ်ကဲ့ဆိုတော့ channel ဟိုပြည့်စုံတဲ့တိုင်းဒေသတွေကမှန်လို့မရသေးဘူးပြန်ပြောပြန်ပြောအဲဘဘိုးတိုင်းမှာတော့ဟိုမြို့နယ်တစ်ခုကအဖြစ်ပြန်နေမျိုးတော်တော်များများတင်တယ်မြို့နယ်တစ်ခုမှာချုံမြို့နယ်ဒီဆန္ဒကောက်ယူမှုကိုအော်တိုဘားလ6ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီး မူလကတည်းကခရိုင်အစ်စ်မဲ့သဘောထားကောက်ခံမှုရည်ရွယ်ခဲ့တာဖြစ်တဲ့အတွက်တနင်္ဂနွေလုံးရဲ့သဘောဆန္ဒအစ်စ်အမှန်ကိုရနိုင်မှာမဟုတ်ဘူးလို့ဦးညောင်ဝင်းကပြောပါတယ်။ကျွန်တော်တို့လည်းအချိန်ကကျွန်တော်တို့ဘဝဒီဇင်ဘာလို့တွက်တာ။ဆိုတော့နိုဝင်ဘာ15လို့ပြောလိုက်တော့ကျွန်တော်တို့အများကြီးအချိန်ကြီးတိုးတောင်းသွားတော့ NLD ပါတီကအခုလိုလူမှုဆန္ဒသဘောကောက်ယူမဲ့အကြောင်းသတင်းထုတ်ပြန်ပြီးလုပ်ငန်းတွေစတင်အကောင့်ထဲပေါ်နေတဲ့အချိန်ကြမှာလွတ်တော်အခြေခံဥပဒေပြင်ဆင်ရေးကော်မတီကနိုဝင်ဘာလ15ရက်နေ့နောက်ဆုံးထားပြီး သဘောဆန္ဒတွေကိုတင်သွင်းကြဖို့ကြီးညာချက်ထုတ်ပြန်ခဲ့တာပါအဲဒါကြောင့်ရရှိလာတဲ့အချက်အလက်တွေကိုနိုဝင်ဘာလ15ရက်နေ့မတိုင်ခင်လွှတ်တော်ကော်မတီကိုတင်သွင်းနိုင်ဖို့အတွက်အချိန်ကန့်သတ်နဲ့တက်တုတ်ရိုက်ပြီးတော့လှုပ်ဆောင်နေရတယ်လို့ဦးညောင်ဝင်းကပြောပါတယ်ဟုတ်တယ်တက်တုတ်ရိုက်ပြီးတော့လုပ်နေကြအောင်ဘာဖြစ်လို့လဲဆိုတော့ဒီဖွဲ့စည်းပုံခြေကောင်းတွေတန်လေသုံးနိုင်ရေးကော်မတီကသူက report ကိုဒီဇင်ဘာမှာအစိုးရအစီအလွှတ်တော်ကိုတင်မှာအဲသူ့စီကိုကြတော့နိုဝင်ဘာ15ရက်အရောက်သူကဒီလိုပြောလိုက်တော့ ျွန်တော်တို့ကအချိန်တိုင်းနေပါသို့တော့ဘယ်လိုပဲဖြစ်ဖြစ်နေတာများတာယူကြည့်ကျွန်တော်စူးစမ်းပြီးလုပ်ပြီးတော့စူးစမ်းပြီးတော့အဲ့ဒီတော့ပို့ကျင်းပါပါနိုင်ငံတော်အစိုးရအနေနဲ့ကောဒီလိုမျိုးအမြဲတမ်းအရေးကြီးတဲ့ကိစ္စယူလုပ်တဲ့နေရာမှာအချိန်ပိုယူပြီးတော့လုပ်တင်တယ်လို့ထင်သလားအငယ်တို့အနေနဲ့အချိန်အများကြီးယူတယ်တော့အချိန်များကြီးယူတယ်နဲ့ကျွန်တော်တို့ရုပ်ောက်ပွဲကဘယ်လိုပဲဖြစ်ပုံမှန်အဖြစ်ဆို2015 2014တခုလုံးရှိတယ်ဒီကာလမှာဟို ဟိုခတ်မြန်မြန်ပြင်တော့ခတ်မြန်မြန်ဟာတော့ခတ်မြန်မြန်မှားတော့ခတ်မြန်မြန်ထပ်ပြင်ရတော့အဒါမျိုးမရှိအောင်စေစိတ်ရှင်လက်ရှင်နဲ့ပညာရှင်တွေနဲ့လိုအပ်တာကညှိရမှာ NLD ပါတီရဲ့အခြေခံဥပဒေပြင်ဆင်ရေးကော်မတီကိုတော့အဖွဲ့ဝင်9ဦးနဲ့ဖွဲ့စည်းပြီးပြည်내တိုင်းဒေသကြီး14ခုအတွက်တာဝန်တွေခွဲဝေပေးထားတာဖြစ်ပါတယ် အနယ်ဒီပါတီအနေနဲ့တော့2008ဖွဲ့စည်းပုံကိုပြင်ဆင်တာပဲဖြစ်ဖြစ်အစ်စ်ပြန်လဲရေးဆွဲတာပဲဖြစ်ဖြစ်အခုကောက်ခံရရှိတဲ့လူမှုဆန္ဒသဘောအတိုင်းလိုက်နာဆောင်ရွက်တော့မှာဖြစ်တယ်လို့ဦးညာဝင်းကပြောပါတယ်။အနယ်ဒီကဥဆောင်ပြီးအခုလုပ်နေတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆန်ရာသဘောဆန္ဒကောက်ယူမှုတွေဟာအနယ်ဒီပါတီဝင်တွေအပေါ်အခြေခံပြီးလှုပ်ဆောင်နေတာဖြစ်ပါတယ်။အခုရလာမဲ့အဖြစ်ဟာတိုင်းပြည်လုံးမှာရှိတဲ့လူမှုဆန္ဒနဲ့ဘလောက်ထိကန့်ကျင်မှုရှိတယ်မရှိဘူး။နောက် တခြားတင်ပြလာကြမဲ့သူတွေကရောဘလို့အချက်တွေကိုအဆိုပြုကြတယ်လဲဆိုတာကတော့လွတ်တော်ကော်မတီကဒီပေါ်ဘလို့တုံ့ပြန်မလဲဆိုတဲ့အပေါ်မှာ ਨੇ ပွင့်လင်းမြင်သာမှုဘလောက်ရှိမလဲဆိုတဲ့အပေါ်အများကြီးမူတည်နေမှာဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံမှာလူမျိုးရေးအသွင်ဆောင်တဲ့ပြည်ပခါတွေဖြစ်ပွားခဲ့တဲ့ရခိုင်ပြည်နယ်အတွင်းလူမှုအတိုင်းဝိုင်းနေအကြအတူရှင်တွဲနေနိုင်ရင်းနဲ့အတံမွေးဝမ်းကြောင်းအလုတ်ကိုင်းနေဖန်တီးပေးရဟာအခက်အခဲတွေရင်ဆိုင်နေရဆဲဖြစ်တဲ့အကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာမြန်မာနိုင်ငံဆိုင်ရာဌာနကိုယ်စားလှယ်အဖွဲ့နေကံက VOE ကိုပြောဆိုပါရယ်။ဒါပေမဲ့လည်းပြိပခါတွေဖြစ်ရှိရေးနဲ့ရေရှည်မှာလူဖွဲ့စည်းတွေအကြအတူရှင်တွဲနေထိုင်ရေးဟာအောင်မြင်မှုရှိမယ်လို့မျှော်လင့်တဲ့အကြောင်းလည်းပြောပါရယ်။ Mr. အဖွဲ့နေကံကို VOE မြန်မာပိုင်းအစီအစဉ်ကကိုကျော်ကျော်သိန်းကရန်ကုန်မြို့မှာတွေ့ဆုံမေးမြန်းထားတာဖြစ်ပါရယ်ရှင်။အခုလိုတွေ့ဆုံမေးမြန်းခွင့်ပြုတာကျေးဇူးတင်ပါရယ် Mr. အဖွဲ့နေကံ။ ပထမဦးဆုံးအနေနဲ့ကုလသမဂ္ဂကစိုးရိမ်မှုအရှိဆုံးဒေသတွေကတခုရဲ့အခြေအနေနဲ့စလိုက်ရအောင်ပါအခုလက်ရှိရခိုင်ပြည်နယ်မှာဘယ်လိုအခြေအနေရှိနေပါလဲခင်ဗျ As you know it's uh, now just over a year that we've had the uh, intercommunal unrest that happened in Rakhine state ဒီခိုင်ပြည်နယ်မှာလူမှုအသံဝန်ကြီးပြိပကတ်တွေဖြစ်ခဲ့တာတနည်းကျော်ကြာလာပြီးတဲ့နောက် လူပေါင်း3400လောက်အိုးအိမ်ပြထွက်ပြေးခဲ့ရပြီး3600လောက်ကတခြားမိသားစုတွေနဲ့နေနေရပါတယ်ဒါအတော်များတဲ့အရေးအတွက်ပါကုလသမဂ္ဂအနေနဲ့ဒီလူတွေအားလုံးအတွက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးနေပါတယ်စာနာရေးကအမှုကရေးနဲ့တန်ရှင်းကျမ်းမာရေးတို့အတွက်ပါဒါပြင်လူမှုစိတ်ဓာတ်ပိရဆန်ပံ့ပိုးမှုတွေလည်းပေးရပါလိမ့်မယ်ဒါပေမဲ့လည်းဒီလူတွေဟာအတမွေးဝမ်းကြောင်းမှုမရှိဘဲနေလာရတာကတနည်းကျော်ကြာလာပြီဖြစ်တာကြောင့်ကျွန်တော်တို့အများကြီးစိုးရိမ်ပါတယ် ဒီအခြေအနေသိကြရှိမနေစင်တာကြောင့်စိုးရိမ်မိတာပါလူမှုတိုင်းဝန်တွေကြားလဲပြင်းပြစေချင်ပါတယ်အလုတ်ကန်ခွင်လန်းတွေလဲရစေချင်ပါတယ်ကလေးတွေကိုလဲကြောင်းပြန်တက်စေချင်ပါတယ်ဒီခိုင်ပြည်နယ်ကအခြေအနေရဲ့အခြေခံအကြောင်းရင်းတစ်ခုဟာပညာရေးဆိုတာကျွန်တော်တို့သိထားပါတယ်ဒါကြောင့်ဒီကိစ္စကကျွန်တော်တို့ရဲ့စိုးရိမ်ချက်ဖြစ်ဆက်ရှိနေသေးပါဒါကြောင့်လူမှုတိုင်းဝန်တွေအတူတူကရှင်တွဲနေတယ်ပြီးအားလုံးအတွက်အသက်မွေးဝမ်းကြောင်းအခွင့်အလမ်းတွေဖန်တီးဖို့ကတိတ်အရေးကြီးတယ်လို့ကျွန်တော်ထင်ပါတယ် I think we think is important uh, in terms of coexisting and really having opportunities for livelihoods for all of these people. In Rakhine this is partly comp uh, uh, complicated ဒီခံပြင်းထဲမှာအချိန်လေးကအတော်လေးရှုပ်ထွေးပါတယ်။ဘာကြောင့်လဲဆိုတော့လူမှုအတိုင်းဝိုင်းတွေကိုအကူအညီပေးဖို့တွားတဲ့နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့တစ်ခါတည်းမှာတွေ့ကြုံခံစားရတဲ့တက်တော့တတာမဖြစ်တဲ့အခြေအနေမျိုးကြောင့်မှာဒါကအကူအညီပေးဖို့ကိုပိုပြီးခက်ခဲစေပါတယ်။ဒါအကူအညီပေးဖို့ကြိုးစားတဲ့ကျွန်တော်တို့အတွက်အခက်အခဲဆုံးအပိုင်းမှာဒါကိုကျော်လွှားနိုင်မှုကအရေးကြီးပါတယ်။တခြားနယ်ပယ်တွေမှာလည်းစိန်ခေါ်မှုတွေရှိပါတယ်။ကျွန်တော်တို့အကူအညီပေးနိုင်ရေးကိစ္စတက်တက်မဟုတ်ပဲ ။အိုးရင်စုခေါ်ထွက်ပြေးရသူတွေအတမွေးဝမ်းကြောင်းနိုင်မှုအတွက်လွတ်လွတ်လပ်လပ်သွားလာနိုင်ရေးကလည်းစိန်ခေါ်မှုဖြစ်ပါတယ်။လူသားချင်းစာနာမှုဆိုင်ရာအကူအညီအပေါ်မှာမိခိုလာရရှိမှမဖြစ်သင့်ပါဘူး။ဒီလူတွေသူတို့ကိုယ်ပိုင်ဘဝစီပြန်သွားပြီးကိုယ်တိုင်အတမွေးဝမ်းကြောင်းပြုနိုင်မှုကောင်းပါရဲ့။လူတွေအနေနဲ့အတမွေးဝမ်းကြောင်းလုပ်နိုင်အောင်လွတ်လွတ်လပ်လပ်လှုပ်ရှားသွားလာနိုင်တဲ့အခြေအနေမျိုးကိုကျွန်တော်တို့ကမြင်ချင်ပါရဲ့။လူမှုတိုင်းဝန်တွေချမ်းမှာလူမှုသားစတာမျှတမှုရှိအောင်ကျွန်တော်တို့ပို့လို့ပို့လိုပါရဲ့။လူတွေအတူတူကသွားလာနိုင်ပြီး အပြန်အလှန်ထိတွေ့ဆက်ဆံနိုင်အောင်လုပ်ပေးဖို့လိုပါတယ်။ရခိုင်ပြည်နယ်မှာပြန်လည်တည်မြောက်အောင်ကျွန်တော်တို့လုပ်ပေးရပါလိမ့်မယ်။ရခိုင်ပြည်နယ်ကတကယ့်အခြေခံအကြောင်းရင်းတွေကိုကန့်တွဲဖြည့်ရှင်းဖို့တိတ်ကိုအရေးကြီးပါတယ်။နိုင်ငံသားဖြစ်မှုကိစ္စ၊စီးပွားရေးနဲ့လူမှုရေးဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စတွေကိုလုပ်ရပါမယ်။တာဝန်ရှိသူတွေအနေနဲ့ဒီကိစ္စတွေကိုပို့ပြီးတော့ရှိန်တွန်းမြင်ပြီးလှုပ်ဆောင်တင်ပြီးလို့ကျွန်တော်တို့ယုံကြည်ပါတယ်။ very important education economic and social development we need, they, we believe the authorities should now move to try and address these on a on a more accelerated pace တခြားကိစ္စရပ်တွေကိုကင်တွယ်ဖြေရှင်းတော့ကိုထားပါအောင်ခင်ဗျာရိုဟင်ဂျာဆိုတဲ့အတုံးနှုံးကိုကရခိုင်ပြည်နယ်မှာပြဿနာဖြစ်နေတာပါဒါနဲ့ပတ်သက်ပြီးရခိုင်ပြည်နယ်ကလူလူရဲ့ရေပုံရခံစားချက်ဟာတိတ်ကိုအားပြစ်ပါတယ်ဒီလိုအခြေအနေအောက်မှာအစိုးရပဲဖြစ်ဖြစ်တခြားအဖွဲ့အစည်းတွေပဲဖြစ်ဖြစ်ဘယ်လောက်ထိထိရောက်ရောက်လုံနိုင်လိမ့်မယ်လို့ထင်ပါလဲခင်ဗျာ Well, uh, we all know that this is sensitive in the country, but in, uh, in the United Nations and in the discussions that take place, ကုလသမဂ္ဂမှာဒါနဲ့ပတ်သက်ပြီးဆွေးနွေးတဲ့အခါမှာဒါအသုံးပြုခဲ့တဲ့အခေါ်အဝေါ်ဖြစ်ပါတယ်ခေါ်အဝေါ်အသုံးလုံးနဲ့ပတ်သက်လို့တိုင်းပြည်ကဖြည့်ရှင်းရမယ့်ကိစ္စလို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့လည်းလက်ရှိမှာကမြန်မာနိုင်ငံမှာဒီခေါ်အဝေါ်ကိုတချို့ကလက်မခံပါဘူးပြည်ပမှာကြတော့လေခေါ်အဝေါ်အသုံးပြုပါတယ်ဒီခေါင်းပြင်းနယ်မှာလူတချို့ကသူတို့ကိုသူတို့ဒီလိုခေါ်အဝေါ်သုံးဆွဲကြပါတယ်ဒါကြောင့်လဲဒါရရှိမှာတိုင်းပြည်အနေနဲ့ဖြစ်ရှိရမယ့်ကိစ္စတစ်ခုလို့ကျွန်တော်ထင်ပါတယ် ဒါမလွယ်ဘူးဆိုတာကျွန်တော်လက်ခံပါတယ်ဒါပေမဲ့လည်းဒါရေရှည်မှာ ဖြစ်ရှင်းရမယ့်ကိစ္စတစ်ခုဖြစ်နေရှိနေပါတယ်အဲ့ဒါကအောင်မြင်နိုင်မယ်လို့မစ္စတာရှော့ခ်နေနဲ့ယုံကြည်ပါလား Well we certainly absolutely hope that it will be successful I think if there's goodwill အောင်မြင်နိုင်မယ်လို့ကျွန်တော်တို့တကယ်ကိုမျှော်လင့်ပါတယ်ဘယ်အားလုံးမှာကောင်းမွန်တဲ့စိတ်သဘောထားရှိပြီးအတူတူကနေထိုင်ခြင်းနဲ့စိတ်ဆန္ဒအတူတူကဖြစ်ရှင်းလှုပ်ဆောင်လို့ရဆန္ဒရှိတယ်လို့ထင်ပါတယ် ဒါကြောင့်လည်းယေရှုမှာမြန်မာနိုင်ငံအနေနဲ့ဒီကိစ္စကိုဖြေရှင်းသွားနိုင်လိမ့်မယ်လို့ကျွန်တော်တို့တကယ်ကိုပဲမျှော်လင့်ထားပါတယ် what said they are able to resolve this uh, with goodwill on both on all sides အခုမြန်မာနိုင်ငံမှာတာဝန်ထမ်းဆောင်တာဘယ်လောက်ကြာပါပြီဒီနှစ်လောက်ရှိနေပါပြီဒါဆိုရင်လွန်ခဲ့တဲ့နှစ်နှစ်မှာ Mr. Shock စရောက်ခဲ့တဲ့အချိန်နဲ့အခုဒီကနေ့အချိန်အခါမြန်မာနိုင်ငံရဲ့အခြေအနေနှစ်ရက်ကိုဘယ်လိုမျိုးနှိုင်းယှဉ်သုံးသပ်မိပါလဲ well i think uh, those who have been here over these 2 years have seen a rapid uh, transformation and change in some ways ဒီနေ့ပြည်ညမနိုင်ငံမှာရှိနေကြတဲ့သူတွေအနေနဲ့ဤတဖို့အပြင်လျင်မြင်တဲ့အတွင်းကူပြောင်းမှုတွေနဲ့အပြောင်းလဲတွေကိုမြင်ခဲ့ရပါတယ်စိတ်နေသဘောထားတွေဘလို့ပြောင်းလဲသွားတယ်လူတွေအနေနဲ့ပုံပြီးလွတ်လပ်မှုကိုဘလို့ခံစားလာနိုင်လဲဆိုတာတွေကိုကျွန်တော်တို့မြင်ခဲ့ရပါတယ်စင်စာလုပ်တာကိုရုပ်သွင်းလိုက်တာစာနယ်ဇင်းလွတ်လပ်ခွင့်ပေးခဲ့တာပြည်တွင်းမှာရောပြည်ပမှာပါပြည်စုံဆွေးနွေးတဲ့လုပ်ငန်းစဉ်ကိုဖွင့်ခဲ့တာဒါရီအားလုံးကတိတ်ကိုအားတက်စရာပါတိတ်ကိုပေါင်းလက္ခဏာဆောင်တဲ့လမ်းကြောင်းကိုတွားနေတဲ့ လူတွေလွတ်လပ်မှုကိုခံစားရတဲ့ဒီနိုင်ငံလူမှုရဲ့အင်အားကိုစုစည်းပြီးစိန်ခေါ်မှုတွေကိုရင်ဆိုင်နေတဲ့လမ်းကြောင်းကိုတွားနေတဲ့နိုင်ငံကိုကျွန်တော်မြင်ခဲ့ရပါတယ်။ဒါကြောင့်ကျွန်တော်အနေနဲ့ကတော့တိတ်ကိုသတိကြီးကြီးထားပြီးအကောင်းမြင်မိပါတယ်။ဒါပေမဲ့လည်းနိုင်ငံတော်မှာလူမှုတိုင်းဝန်တွေကြားအကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့ပုံကျွန်တော်အနေနဲ့တိတ်ကိုစိုးရိမ်ပါတယ်။ ဖြစ်ခဲ့တဲ့ဘေးဖက်တွေနဲ့ပတ်သက်လို့တိတ်ကိုသတိထားသင့်တယ်လို့ကျွန်တော်ထင်ပါတယ်။ဒါကိုကဲပြောဖြစ်ရှင်းမှုခေါင်းဆောင်တွေအားလုံးအတူတူကလုံဆောင်ကြဖို့လိုပါတယ်။တရားဥပဒေစိုးမိုးရေးလူ့ခွင့်ရေးတွေကိုအာမခံဖို့အတူတူကနေထိုင်နိုင်ကြဖို့အားလုံးဝိုင်းဝန်းလုံဆောင်ဖို့လိုပါတယ်။ကျွန်တော်ရဲ့နှစ်နှစ်တာတက်တန်းအတွင်းဒီလိုပရိကတ်ခြေနေတွေကိုမြင်တွေ့ခဲ့ရတာကျွန်တော်အတွက်တော့အကြီးမားဆုံးအံ့ဩရတဲ့ခြေနေပါဒါပေမဲ့လည်းဒီမှာလူရီယာတိတ်ကိုတက်တောင်တတနဲ့ညညွတ်မြတ်တာဆိုတာနေထိုင်ခဲ့ကြဘူးပါလေဒီလိုခြေနေဖြစ်အောင်ပြန်လုပ်နိုင်မယ်လို့လည်းကျွန်တော်ထင်ပါတယ် ဒါပေမဲ့ခေါင်းဆောင်မှုရဲ့အမြော်မြင်နဲ့မြန်မာနိုင်ငံကလူတွေအားလုံးအတူတကွပူးပေါင်းလှုံ့ဆော်ကြဖို့လိုမယ်လို့ကျွန်တော်ကတော့ထင်ပါတယ်။ Very insightful answer. I do appreciate it. Thank you very much. And I do wish you all the best. Thank you. Yes. အမေရိကန်သမ္မတဥဘာမာကသူ့ရဲ့ကျမ်းမာရေးဆောက်ရှောက်မှုပြည်ပြင်ပြောင်းလဲရေးအစီအစဉ်တည်းအစတင်ပြီးတော့အကောင့်ထဲပေါ်နေပြီဖြစ်တဲ့အတွက်အမေရိကန်ပြည်သူအချို့အတွက်ကျမ်းမာရေးအာမခံအကျိုးခံစားခွင့်တွေရနေပြီလို့ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လို့ဒီ online ကတဆင့်ကျမကြီးအာမခံဝယ်ယူသူတွေအတွက်အခက်ခဲတွေရှိနေစေဖြစ်ပြီးတော့စက်ညင်သူတွေကလည်းဒီဥပဒေကိုဆက်ပြီးတော့ဝေဖန်ပြောဆိုနေကြပါတယ် view သတင်းတောက် slatika hook သတင်းပေးပို့ထားတာကိုကိုသိန်းထိုက်ကတင်ပြပေးပါလိမ့်မယ်သမ္မတဥပမာရဲ့ကျမကြီးဆောင်းရှောက်မှုပြုပြင်ပြောင်းလဲရေးအစီအစဉ်ရကျမကြီးအာမခံကြီးစတင်ဝယ်ယူနိုင်ပြီဆိုပြီးအကောင့်ထဲပေါ်ခဲ့တဲ့သတင်းသုံးပတ်အတွင်းမှာ online ကတဆင့်ကျမကြီးအာမခံဝယ်ယူသူတွေအတွက်ဤပညာခက်ခဲကြောင့်အဆင်ပြေမှုတွေကြုံနေရပါတယ် ။ဒေါက်တာဥပမာကတော့ဒီသူ့ရဲ့အဓိကအစီအစဉ်ဖြစ်တဲ့ကျမကြီးဆောင်းချောင်မှုပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးတရင်းလာနေအင်ပြူတော်မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာခုခံကာကွယ်ပြောဆိုသွားပါတယ်။ Already because of the Affordable Care Act preventive care like mammograms ဒီတနင်္လာနေ့ပိုင်းကျမကြီးဆောင်းချောင်မှုဥရေရအလုပ်ရှင်တွေစီကတဆင့်ပေးတဲ့အာမခံကြောင့်ကြိုတင်ကာကွယ်တဲ့ကုသမှုတွေ mammogram ရိုက်တာမျိုးတွေနောက်သတိတားဆေးအသုံးပြုတာတွေမှာ အခမဲ့အကျိုးခံစားခွင့်နဲ့ရပြီးနေပါပြီ။ဒါကဥပဒေထဲမှာအကျိုးဝင်တဲ့ရပိုင်ခွင့်ကြောင့်မှာကျမကြီးဆောင်ရှားမှုရှိလာတာနဲ့အာမခံဝယ်ယူသူတွေအတွက်ရပြီးသားအခအခွင့်နဲ့ခံစားခွင့်တွေချေချေပြည့်ပြည့်ရရှိစေမှာဖြစ်ပါတယ်။အမေရိကန်နိုင်ငံသားတော်တော်များများကတော့ online ကတစဉ်အမြင်စင်းတင်သွင်းတာကျမကြီးဆောင်ရှားမှုအာမခံဝယ်ရမှာနည်းပညာအခက်အခဲတွေကြုံပြီးနှောင့်နှေးကြံ့ကြာမှုတွေအပေါ်မှာစိတ်ပြတ်တဲ့အကြောင်းပြောနေကြပါလေ။သမ္မတဥပမာကသူ့အနေနဲ့ဒီကိစ္စအပေါ်မှာအားမလို့အားမရဖြစ်မိတယ်ဆိုတာကိုတော့ ဝန်ခံပြောဆိုပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့အစီအစဉ်ဟာပုဂ္ဂလိကကျမ်းမာရေးအာမခံပေးနေတဲ့ကုမ္ပဏီတွေနဲ့စာရင်ဈေးသက်သားတယ်ဆိုတာကိုသတင်းစာရှင်းလင်းပွဲမှာအဓိကပြောဆိုသွားပါတယ်။ What we've done is essentially created competition where there wasn't competition before. ကျွန်တော်တို့စီစဉ်လှုပ်ဆောင်ထားတာကအရင်မရှိခဲ့ဘူးတဲ့မရှိမဖြစ်အပြိုင်ဆိုင်စနစ်တရပါ။ကျမ်းမာရေးအာမခံပေးမဲ့သူတွေကလည်းခင်ဗျားတို့စီပွားရေးလုပ်ငန်းရှင်တွေနဲ့လုပ်ကိုင်မှုစိတ်ဝင်စားပါတယ်။ဈေးကွက်ထက်မှရွေးချယ်နိုင်တဲ့နည်းလမ်းတွေအာမခံပေးမဲ့သူကအရင်ကထက်ပိုပြီးပေးထားပါတယ်။ ဥပဒေအရချမ်းမာရေးအာမခံမရှိတဲ့အမေရိကန်နိုင်ငံသားတွေအနေနဲ့လာမယ့်နှစ်မတ်လတရနေ့နောက်ဆုံးထပ်ပြီးအာမခံကိုဝယ်ကြရမှာပါမဝယ်ရေးယူခံရမှာဖြစ်ပါတယ်အွန်လိုင်းမှာတံမဲစင်းတင်သွင်းမှုအခက်အခဲတွေ့နေပြီးနှောင့်နှေးကြံ့ကြာနေတဲ့ Massachusetts ပြည်နယ်က Adriana Goda ကတော့သူ့အနေနဲ့စိုးရိမ်နေအကြောင်းအခုလိုပြောပါတယ် Difficult when the government says you have to do something မလုပ်ရင်အပြစ်ပေးတာခံရမှာလို့ပြောတဲ့အခါမှာတော့ခက်တော့ခက်တယ်ကိုကလှုပ်တင်တာလှုပ်လို့မရတဲ့အနေအထားဖြစ်နေတယ်လေကျမအတွက်ကတော့အဆင်မပြေသေးပါဘူး Online မှာနိုင်ရင်နဲ့ချီကြတဲ့အထိဘယ်အမှကံကိုရွေးရမယ်ဆိုတာအပြည့်မထွက်သေးဘူးလို့လည်း Adriana Goda ကပြောပါတယ်ဒီလိုအခက်အခဲတွေကြောင့်လဲတပ္ပတ္တဥပမာရဲ့အစီအစဉ်ကိုကန့်ကွက်နေတဲ့ Republican Party ဝင်တွေအတွက်ပို့ပြီးတော့ထောက်ပြဝေဖန်စရာတွေဖြစ်နေပါတယ်။ Texas ပြည်နယ်ကထက်လွတ်တော်အမတ် Ted Cruz ကတော့ဒီဥပဒေကိုသူ့အနေနဲ့ဆက်ပြီးတော့စန့်ကျင်ကန့်ကွက်သွားမယ်လို့အခုလိုထပ်ပြောပါတယ်။ I can tell you is the fight in my opinion ကျွန်တော်အနေနဲ့ပြောနိုင်တာကဒီလိုအလုံးအတီးဒုက္ခရောက်စေမဲ့ Obama ကဲအစီအစဉ်ကိုရပ်ဆိုင်းနိုင်အောင်လုပ်ရပါလိမ့်မယ်။လူတွေအတွက်နင်းနာမှုတွေကြုံနေရပါတယ်။ဒီလိုကန့်ကွက်မှုတွေရှိပေမဲ့လည်းသမ္မတ Obama ကတော့ အမေရိကန်ပြည်ထောင်စုမှလူလက်တန်းစားမိသားစုတွေအနေနဲ့သူ့ရဲ့တနိုင်တပိုင်ကျန်းမာရေးစောင့်ရှောက်မှုအာမခံစီစဉ်ရဲ့ထောက်ပံ့မှုကိုလိုအပ်နေတာကြောင့်ဒီဥပဒေနဲ့ပတ်သက်ပြီးစန့်ကျင်ကန့်ကွက်မှုတွေအရာထင်မှားမဟုတ်ဘူးလို့ပဲပြောဆိုနေကြောင်းပါခင်ဗျာအခုဆက်လက်ပြီးတော့သတင်းချင်းချုပ်ကိုတင်ဆက်ပေးပါမယ်ရှင် မြန်မာနိုင်ငံမှာစစ်မှန်တဲ့ဒီမိုကရေစီစနစ်ပေါ်ထွန်းဖို့အတွက်လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကိုမဖြစ်မနေကိုပြင်ဆင်မှုလိုတဲ့အကြောင်းအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါန်ဆန်းစုကြည်ကပြင်သစ်နိုင်ငံမှာမနေ့ကကျင်းပတဲ့ Sakharov လူခွင့်ရေးစုကိုလက်ခံတဲ့အခမ်းအနားတွင်ပြောသွားပါတယ်။ဒေါန်ဆန်းစုကြည်ဟာ1990ခုနှစ်တုန်းကချီးမြှင့်ခံခဲ့ရတဲ့ဥရောပပါလီမန်ရဲ့ Sakharov စုကိုပြင်သစ်နိုင်ငံ Strasbourg မှာမနေ့ကလက်ခံရယူလာပါ။လူခွင့်ရေးနဲ့လွတ်လပ်စွာတွဲခေါ်မှုတွေအတွက် ဆိုဗီယက်သိပ္ပံပညာရှင်တိုက်ခန့်လှုပ်ရှားသူအန်ဒရိုင်းဆာခရော့ဖ်ကိုဂုဏ်ပြုပြီးတော့1988ခုနှစ်ကစပြီးတော့လွတ်လပ်စွာတွေးခေါ်မှုဆိုင်ရာစုဖြစ်နေဥရောပသမဂ္ဂကဒီစုကိုနှစ်ဆင်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ပါကစ္စတန်နိုင်ငံအတွင်းမှာအမေရိကန်တပ်ဖွဲ့တွေရဲ့ဝေထိန်ဒုံးလန်တဲ့ပစ်ခတ်မှုတွေပေါ်မှာဆက်ပြီးတော့ဖုံးကွယ်မထားဖို့ဗြိတိန်ခြေစိုက်တဲ့ပြည်ဆိုင်ရာလူခွင့်အဖွဲ့ကြီးကတောင်းဆိုလိုက်ပါတယ်။ဒီလူခွင့်အဖွဲ့ကြီးကဒီအမေရိကန်ပြည်အောင်စုအနေနဲ့ကြီးမားလို့တဲ့လူခွင့်ချူပေါင်းမှုတွေကိုကျူးလွန်နေပုံရပြီးတော့ ဟာစစ်ရာဇဝမှုကျူးလွန်တဲ့အဆင့်ထိကိုရောက်လာနိုင်တယ်လို့အစိုးရကထုတ်ပြန်ရေးသားလိုက်ပါတယ်။ပါကစ္စတန်နိုင်ငံမြောက်ပိုင်းဝါဇီရစ်စတန်ဌာနီတိုင်းသားဒေသအတွင်းမှာ2012ဇန်နဝါရီလကနေပြီးတော့2013ဩဂတ်စ်လအထိအဝေးဒိန်ဒုံးလက်နက်45စင်အသုံးပြုပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့အပြည်ဆိုင်ရာလူခွင့်ရေးအဖွဲ့ရဲ့ဒီအစိုးရထဲမှာထုတ်ပြထားပါတယ်ခင်ဗျာ။ VOA TV သတင်းလွှာအစီအစဉ်ကိုကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ဒီအစီအစဉ်ကိုနောက်တစ်နေ့မနေ့အစီအစဉ်အသစ်မပြောင်းခင်အထိကြည့်နေထပ်မံထုတ်လွှင့်ပေးနေပါမယ်။ရှင်လန်းချမ်းမြေ့ကြပါလိမ့်ရှင်။ရှင်လန်းချမ်းမြေ့ကြပါ